ုပ်ငန်းတွေမှာဘာကြောင့်စဉ်းကန်လို့ရလဲနောက်တစ်ခုကျွန်တော်ထပ်မေးပါမယ်လိုအပ်တဲ့စဉ်းကန်တွေကိုဘလို့ရှာကြခံကြမလဲအလုံးမင်္ဂလာပါဟုတ်စီးပွားရေးလုပ်ငန်းတွေဆိုတာကအမျက်ကိုအဓိကထားကြတာတဘာဝပါအမျက်ရဖို့ဆိုတာကလည်းဝင်ငွေနဲ့ထွက်ငွေမှာဝင်ငွေကပုံများမှအမျက်ကြံမှာဖြစ်ပါတ ။အဲကြောင့်မို့လို့ဝင်းဝေးတိုးပြီးတော့ထွက်ငွေတွေရှော့ဖို့ကလုပ်ငန်းအတွက်အထူးပဲအရေးကြီးပါတယ်။ဒီနေရာမှာဝင်းငွေနဲ့ထွက်ငွေကိုကျွန်တော်တို့ထိကျောင်းနိုင်မှုကစည်ရင်းစရာတွေကအဓိကပါ။စည်ရင်းမရှိဘဲနဲ့လုပ်ငန်းကိုထိကျောင်းမှုကခက်ပါလေ။တော့စည်ရင်းတွေဆိုတာကလည်းနော်ကျွန်တော်တို့ကစီးနဲ့ကန်းနဲ့နော်သူ့နီးသူ့လန်းနဲ့မှတ်ရတာမျိုးပါ။ကိုမှတ်ချင်တယ်လို့မှတ်လို့ရတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လုပ်ငန်းစည်ရင်းတွေစနစ်တကျဖြစ်ဖို့နဲ့တိကျမှန်ကန်မှုကစည်းငံတယောက်တကယ်ပဲလိုအပ်ပါတယ်။ဒါပြင်နော်လုပ်ငန်းကလည်းတနိုင်တစ်ပိုင်းနေတာနေပြီးတော့ပို့ပြီးတော့ grow ဖြစ်လာတယ်။အယောင်းဝင်ပမာဏတွေနဲ့ပို့ပြီးတော့များလာတယ်နော် transition volume တွေများလာတယ်အမောင့်တွေလည်းတိုးလာတယ်။လုပ်ငန်းရှင်ကိုယ်တိုင်ကလည်းနော်လုပ်ငန်းသေးတုန်းကတော့သူ့ဘာသူမှတ်မယ်ဆိုတာမျိုး မလုပ်နိုင်တော့ဘူးအချိန်မပေးနိုင်တော့ တော့ဒီလိုအနေထားတွေဖြစ်လာနိုင်တယ်။ဒါတစ်ခုနောက်တစ်ခုကဘာလဲရှိလာနိုင်လဲဆိုလို့ရှင်လုပ်ငန်းက growth ဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ကနော်အခြားသောရှင်ရရှင်တွေနော် investor တွေပါလာပြီးတော့နော်မဖြစ်မနေစရင်းကမန္တလေးထွက်ဖို့လိုအပ်လာတာမျိုးအခွန်ကိစ္စနဲ့အစိုးရကိစ္စတွေရှိလာတာမျိုးချင်းမွေနဲ့နော်ယင်းနည်းမြတ်မှုဆိုင်ရာကိစ္စတွေရှိလာတာမျိုးစတဲ့နော်အကြောင်းရင်းတွေကြောင့်လည်းကျွန်တော်တို့ကစရင်းတွေကလာစဉ် ထွက်ဖို့เนาะတိတိကျကျမှန်မှန်ငယ်ငယ်ဖြစ်ဖို့လိုပါတယ်အဲ့ဒီလိုအခြေအနေတွေကြောင့်ကျွန်တော်ကစင်းငိုင်တယောက်ရှာရတော့မယ်เนาะစင်းငိုင်တယောက်ခက်ရတော့မယ်ဆိုလို့ရှိရင်ဒီစင်းငိုင်တယောက်မှာရှိရမယ်เนาะအရေးချင်းအတွေ့အကြုံသဘောထားတွေကိုကျွန်တော်တို့နားလေသိရှိထားဖို့လိုပါတယ်။အကျွန်တော်အတွေ့အကြုံရတော့ရစင်းငိုင်ပြအသက်မွေးကြတဲ့သူတွေပေါ့လीနော်ဒီလူတွေက ်နော်အများဖြစ်တော့ကျွန်တော်ဇီဝတက်သူကပေါ်ရတဲ့ဘီကွန်ပီအက်ပေါ်ရထားတဲ့သူတွေထို့ပြင်ကျွန်တော်တို့ဟာဒီပလိုမာရန်ကောင်းနေပေါ့နော်ဒီပလိုမာရန်ကောင်းနေလို့ပြောရင်ကျွန်တော်တို့မြန်မာနိုင်ငံစီးရင်ကောင်းစီရပေးတဲ့ဒီပလိုမာတွေရှိသလို SCCI ဒီပလိုမာတွေရှိမယ်ထို့ပြင်ကျွန်တော်တို့ ACCA လို့နော် professional body စီကပေးတဲ့ဒီပလိုမာတွေနော်ဒီပညာရည်တွေကို လေ့လာသင်ကြားထားတဲ့သူတွေ စီရင်ကရင်အဖြစ်နဲ့အသက်မွေးကြတာများပါတယ်။ဒါပဲလားဆိုတော့လည်းမဟုတ်သေးပါဘူးเนาะကျွန်တော်တို့ BA BSc ဝိဇ္ဇာသိပ္ပံဘွဲ့ရပြီးတော့စီရင်ကရင်ဒီပလိုမာတစ်ခုခုယူပြီးတော့စီရင်ကရင်ဖြစ်နေအသက်မွေးကြတဲ့သူတွေလည်းရှိပါတယ်။ဒါကစီရင်ကရင်ဒီမှာတွေ့ရတဲ့နော်ပညာရည်ချင်းနဲ့ပတ်သက်တဲ့ကိစ္စပါ။နောက်တစ်ခုကတော့အတွေ့အကြုံအတွေ့အကြုံအဖြစ်ကတော့ကျွန်တော်တို့ junior level တွေပေါ့ဗျာနော် entry level တွေဆိုတာကျွန်တော် junior accountant တို့နော် account system တို့စသည်အဖြစ်ပေါ့ဒီလို position တွေအတွက်ဆိုလို့ရှိရင်တော့လုပ်ငန်းအတွေ့အကြုံမရှိနဲ့ပြဿနာတို့မရှိပါဘူးနောက်တစ်ခုရဲ့လုပ်ငန်းသဘောတဘာဝကိုရှင်းပြမယ်ကိုလိုချင်တဲ့ပုံစံလေးတွေပြောပြပေးနိုင်တဲ့အဲတစုံတစ်ယောက်ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါခန့်လို့ရပါတယ်သုံးလို့ရပါတယ်ဒါပေမဲ့ senior level တွေပေါ့နော်ကျွန်တော် final account ကြီးဆွဲရမယ်အဲ full scope ဆွဲရမယ်ဆိုလို့ရှိရင်တော့ ုဆက်ဆွဲရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါအတွေ့အကြုံရှိတဲ့လူပညာရည်ချင်းတာမကဘဲနဲ့လုပ်ငန်းအတွေ့အကြုံရှိတဲ့သူတွေဖြစ်ဖို့လိုပါတယ်။အော်ကိုယ့်လုပ်ငန်းရဲ့သဘောတူအောင်နဲ့နှီးဆက်တဲ့နော် industry မှာလှုပ်လာတာမျိုးဒါမှမဟုတ် same industry ပေါ့ကိုယ့်လုပ်ငန်းလို့သဘောတူအောင်ရှိတဲ့လုပ်ငန်းမျိုးမှာလှုပ်ခဲ့တဲ့အတွေ့အကြုံမျိုးရှိရင်တော့ပိုကောင်းပါတယ်နော်။အဲ့တော့သဘောထားအနေနဲ့ပြောပါဆိုလို့ရှိရင်တော့စီးရင်တိုင်းရဲ့သဘောတူအောင်ကဘယ်လိုသဘောထားမျိုးရှိဖို့လိုလဲဆိုတော့တိကျမှန်ကန်မှုကို လေးစားတန်ဖိုးထားတဲ့သူတွေဖြစ်ဖို့လိုပါတယ်။နောက်တစ်ခုကအသေးစိတ်ကိုဂရုစိုက်တတ်တဲ့လူတွေဖြစ်ဖို့လိုပါတယ်။နောက်ဆုံးတစ်ချက်နဲ့အရေးကြီးဆုံးကတော့နော်အာရိုးသားပြောင်းမှတ်ပြီးတော့နော်တမာတမက်ဖြစ်တဲ့သူတွေဖြစ်ဖို့လိုပါတယ်။ဒါကစိတ်ငံ့နေမှာထားရှိတဲ့နဲ့ရှိတဲ့နဲ့သဘောထားတွေပေါ့လေ။အဲ့တော့ဒီအချက်တွေကိုအဓိကဒီအချက်တွေကိုနားလည်ရင်ကျွန်တော်ကကိုယ့်လုပ်ငန်းမှာဟုတ် ရှင်းကင်တွေလိုအပ်လာတဲ့အခါမှာကျွန်တော်တို့အဆင်ပြေပြေနဲ့ရွေးချယ်ခံထားနိုင်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့နော်အခြေအနေအကြောင်းမျိုးကြောင့်စည်ရင်းကင်မခန့်နိုင်ပေမဲ့နော်ကျွန်တော်တို့ကစည်ရင်းတွေတော့ရှိဖို့လိုတယ်။စည်ရင်းတွေလာစဉ်ပုံမှန်တစ်စဉ်ပုံမှန်ထွက်နေမှလည်းရမယ်ဆိုတဲ့လုပ်ငန်းတွေအတွက်လည်းစိတ်မပူပါနဲ့။ကျွန်တော်တို့ခင်းစောင်းအဆိုစီမှာကျွန်တော်အကောင့်နဲ့စာဖြစ်တွေအဲ့လိုရပါတယ်။ ဖုန်းလေးဆက်ပြီးတော့ရေရှည်အတွက်ယုံကြည်စွာကျွန်တော်တို့ခီးဆက်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် finance မှာအခက်မတွေ့ကြပါစေ